တရဏဂုံမရှိရင်ဗုဒ္ဓဘာသာမဟုတ်ဘူးဒါကြောင့်ဖရာရှင်ကိုတော်မြတ်ကြီးကတစ်ခေါက်တည်းတောင်စိတ်မချလို့ဘယ်နှခါပေးလဲဒုတိယံပြီတတိယံပြီမပေးဘူးလားကဲပေးပြီးတဲ့အခါကျတော့ဖရာရှင်ကြီးကအာရပါရဘာပြောလဲအပမတိနာတံပါတိဒတဲ့အဲ့ဒါဘာပြောတာလဲမမေ့ပါနဲ့တဲ့ ဒီဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိကိုဘာလို့ရမလဲမမေ့နဲ့တဲ့နှစ်ပြီယုံကြည်မှုလေးစားမှု အားကိုးမှုလဲယော့မတော်နဲ့တဲ့မေ့သွားရင်ဘာဖြစ်လို့လဲယော့လို့သာမေ့တာယုံကြည်အားကိုးမှုသည်တိုးတိုးသာတက်လာရင်မေ့ပါမလားမေ့တာဘာဖြစ်လို့လဲယော့သွားလို့သဘောပေါက်လား ဒါကြောင့်လို့မမေ့နဲ့မယော့နဲ့တစ်ခါပြန်ကြည့်အောင်မယ်ဘာပြစ်လို့ယော့တာလဲစိတ်ထဲကပေါ့သွားသဘောပေါက်လားမနေ့ပြင်ကမှပေါင်စိတ်တော်မယ်ဒီနေ့ဇလန်းကောင်းကောင်းလေးရှိသေးတယ်မနေ့ပြင်ကမှပေါင်ရွတ်တော်မယ်ဒီနေ့အိတ်ချင်တာနဲ့ပြင်မန်းတော်နဲ့ပေါ့ပြီဟင် ပေါ့ကုန်ပြီဗုဒ္ဓဘာသာမှာ ပေါ့ကုန်ပြီစိတ်ပရိယနေချိတ်ပရိဖြစ်လာတယ်တိုင်ထိတ်နော်ဖျားစင်မှာတန်ရိုက်ပြီးချိတ်တာချိတ်ပရိယနေပြီးတော့ဩမစိတ်တာကြာပြီဆိုကောင်းပေပုံထားရင်းနဲ့ပုံပရိပဲဖြစ်တယ်မစိတ်ဖြစ်ကြနောက်ကြတော့ဟာပုံထားမဲ့အစားရဲ့ခေါင်းအောက်ထိုးထားလိုက်မယ်ဆိုထိုးပရိပဲဖြစ်သွားပြီဟင်အဲ့ဒါတွေကပေါ့လို့လားမပေါ့လို့လား ေါ့လဲသွားလဲသွားကောယုံကြည်မှုတွေလဲယော့သွားရောယော့လဲသွားလဲသွားကောမေ့တော့တယ်ဒါကြောင့်မြတ်စွာဘုရားကမမေ့နဲ့မယော့နဲ့မပေါ့နဲ့ပေါ့တာဘာဖြစ်လို့လဲမယုံကြည်တော့လို့ယုံကြည်မှုယော့နေသွားပြီပျောက်ကွယ်တဲ့လောက်ဖြစ်သွားပြီဥပမာ ဒီပစ္စည်းလေးတစ်ခုဟာတပိဋ္တာလေးတယ်ဆိုရင်ယုံကြည်တဲ့လူဟာလာကြင်တောင်ကြည်ပါမလားဟာဟုတ်မယ်အဲ့ဒီနော်ဆရာတော်ကြီးပြောတာတပိဋ္တာဆိုမှန်မယ်လို့ပဲတွေ့တာမယုံကြည်တဲ့လူဟာဘာလာလုံးမလဲစာကြည့်မယုံကြည်တဲ့အပြင်မယုံကြည်မှုများပြားလာရင်ဘယ်လိုတောင်ပြောမလဲ လက်က65ကျပ်သားလောက်ပဲရှိသဘောပေါက်လားသူလဲချိန်ကြည့်တာမဟုတ်ဖဲနဲ့လीနော်အမလေး80သားလောက်ပဲရှိမှာ65ကျပ်သားလောက်ပဲရှိမှာလုတ်တော့မှာသဘောပေါက်လားအဲ့ဒီလိုပြောလာပြီဆိုကြတဲ့ကမယုံကြည်တော့ဘူးဆိုတာ တဘောပေါက်ပြီတော့ဟုတ်လားအဲ့တော့မြတ်စွာဘုရားကဒါကုနောကြိုသိတယ်ဒါကြောင့်လို့จิตသားจิตသမီးတို့တရဏဂုံ၃ပါးကိုမမေ့ပါနဲ့မလျော့ပါနဲ့ပော့ပော့တန်တန်လို့လဲမထင်ပါနဲ့မလေးမစားလဲဆမကြည့်ပါနဲ့မယုံကြည်မယုံမကြည်နဲ့လဲမလုံးနဲ့တဲ့ဒါကြောင့် မမေ့မလျော့မပော့ မဆပါနဲ့ဆိုတော့လူ